မြန်မာနေဦးခရိုနီကယ်မတ်လ26မြင်ကွင် TNL နဲ့ရှမ်းမြောက်ဒေသကနေမြေပိုင်ဆိုင်မှုပြဿနာ 2023ခုနှစ်နှစ်ကုန်ပိုင်းနဲ့2024ခုနှစ်နှစ်လယ်ပိုင်းကာလတွေမှာမြောက်ပိုင်းညီနောင်သုံးဖွဲလို့အမည်ပေးထားတဲ့ MND, TNL နဲ့ AA တိုင်းသားလက်နက်ကိုင်သုံးဖွဲရဲ့စီအောင်မြင်မှုတည်င်းတွေတောက်လျှောက်ပေါ်ထွက်ခဲ့ပြီးမျိုးဥတော်လိုင်းလှုပ်ရှားမှုကိုထောက်ခံသူတွေအားလုံးစိတ်အားတက်ကြွကရှမ်းမြောက်ဒေသရဲ့စီအောင်မြင်မှုတွေကမျိုးဥတော်လိုင်းရဲ့အောင်ပွဲပဲလို့ထပ်တူပြုနားလည်ခဲ့ကြတာတွေ့ရပါတယ်။ MNDA က၎င်းတို့ရဲ့ကိုပိုင်းအုပ်ချုပ်ခွင့်ရဒေတာတွေကိုတစ်တုံညာနှစ်ခွန်စစ်စင်ရေးပထမပိုင်းမှာတင်ယူနိုင်ခဲ့ပြီးနောက်တိန်နီမြို့ကိုလည်းတင်ယူခဲ့တယ်လို့တိန်နီကနေမြောက်ပိုင်းကိုဆက်သွယ်ထားတဲ့ကာလန်ဘော်ကကုခိုင်မြို့ကိုတော့ TNL ကတင်ယူခဲ့ပါတယ်နောက်ဒုတိယအကြော်စစ်စင်ရေးကာလမှာတော့ MNDA ကကိုကန့်ကိုပိုင်းအုပ်ချုပ်ခွင့်ရဒေတာမဟုတ်တဲ့လာရှိုးမျိုးကိုတင်ယူခဲ့တယ်လို့ TNL ကမိုးကုတ်ကြောင်မဲနောက်ချိုတီဘောမျိုးတွေကိုတင်ယူခဲ့တာဖြစ်ပါတယ်။ တစ်တုံညာနှစ်ကောစစ်စင်ရေးတွေမှာအေအေအနေနဲ့လဲရှမ်းမြောက်ဒေသမှာညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့ပူးပေါင်းပါဝင်ခဲ့တာရှိပေမဲ့နေမြေတိမ်းယူအုပ်ချုပ်မှုတွေမှာတော့ပါဝင်ခြင်းမရှိပါဘူးဒီဒေသတွေမှာနေထိုင်ကြတဲ့လူမျိုးစုတွေဖြစ်ကြတဲ့တောင်ပလောင်လူမျိုးရှမ်းကချင်နဲ့ကိုကန့်လူမျိုးစုတွေရဲ့ဒေသတွေဖြစ်တာကြောင့်ဒီဒေသတွေကိုတိမ်းယူအုပ်ချုပ်ရေးကိစ္စတွေမှာအေအေအနေနဲ့ပါဝင်ခြင်းမရှိပါဘူး တစ်တုံညာနှစ်ကောစစ်စင်ရေးဟာမြောက်ပိုင်းညီနောင်လက်နက်ကိုင်၃ဖွဲ့ကလက်နက်ကိုင်အင်အားစုတွေအပြင်မြန်မာနိုင်ငံခြားဒေသကလက်နက်ကိုင်အစုအဖွဲ့တွေပူးပေါင်းပါဝင်ကြတာလည်းဖြစ်ပါတယ် TNL နဲ့ပူးပေါင်းတပ်ဖွဲ့ MNDA နဲ့ပူးပေါင်းတပ်ဖွဲ့လို့အချို့သောသတင်းဖော်ပြချက်တွေမှာတွေ့ကြရပေမဲ့ဗေဒေတာကဗေလက်နက်ကိုင်အဖွဲ့တွေဘလောက်အရေးတွက်နဲ့ပါဝင်ခဲ့ကြသလဲဆိုတာတော့စီရီယာလိဝတ်ချက်တည့်ရလဲဖြစ်တာကြောင့်တီတီပပထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ကြပါဘူး BBLA, PLA, KNDF နဲ့စကိုင်းတိုင်း၊မန္တလေးတိုင်းနဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့က PDF အဖွဲ့တွေလည်းပါဝင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။အဆိုပါဒေသတွေရဲ့တစ်တုံညာနှစ်ခွန်စစ်စင်ရေးတွေမှာဥဆောင်ကြတာကတော့ MNDAA, DNLA, AA တို့ဖြစ်ပြီးတန်လက်နက်ကအဖွဲ့တွေအနေနဲ့အထက်ကလက်နက်ကိုင်တပ်တွေရဲ့အမိန့်အောက်မှာ ပူးပေါင်းတိုက်ခိုက်ကြတဲ့အနေအထားလို့အများစုကသိရှိထားကြပါတယ်။ ဘယ်လိုသဘောတူညီမှုမျိုးထားရှိခဲ့ကြသလဲမျိုးတွေနည်းမျိုးတွေတိုက်ခိုက်သိမ်းယူပြီးနောက်ဘယ်လိုခွဲဝေမှုမျိုးရှိမလဲဥပပေါင်းတိုက်ခိုက်ပေးတဲ့အခြားဒေသက PDF တွေတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ဆရာနာရှင်ပြုတ်ကြဖို့ဆိုတဲ့ရည်မှန်းချက်ချင်းတူညီမှုတစ်ခုတည်းနဲ့တိုက်ခိုက်ပေးကြတာလားသို့မဟုတ်လက်နက်ခဲယံပေးရမယ့်သဘောတူညီမှုမျိုးရှိခဲ့ကြတာလားဆိုတာဘယ်အဖွဲ့ကမှရှင်းရှင်းလင်းလင်းထုတ်ပြောခြင်းမရှိကြပါဘူး သတင်းမီဒီယာနှစ်ခုလောက်မှာတော့ဒီစစ်စင်ရေးတွေမှာအခြားဒေသကလက်နက်ကိုင်အဖွဲ့တွေပါဝင်နေတဲ့အကြောင်းလူပေးလက်နက်ယူဆိုတဲ့သဘောတူညီမှုနဲ့အချို့သော PDF လက်နက်ကိုင်အဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ပေးခဲ့ကြတယ်ဆိုတဲ့យေတာဖော်ပြထားတာတွေ့ရှိရတာကလွယ်ပြီးအခြားသောအသေးစိတ်အခြေအနေတွေမသိရှိကြရပါဘူးအခြားရှူထောင်တစ်ခုကတော့ PDF တပ်ဖွဲ့တွေအနေနဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ပူးပေါင်းတိုက်ခိုက်ပြီးစီးရေးအတွေ့အကြုံရယူကြတယ်ဆိုတဲ့ဖော်ပြမှုတွေလည်းတွေ့ရပါတယ် အတွေ့အကြုံရယူဖို့တတ်တတ်နေမိမိတို့တပ်ဖွဲ့ဝင်တွေရဲ့အတန်းနဲ့ရင်းနှီးရတဲ့ပအဝင်မှုမျိုးကိုလှုံ့ဆော်ကြမလားဆိုတဲ့မိကုံးလဲရှိနိုင်ပြီးလက်တွေ့အခြေအနေမှာအတွေ့အကြုံရယူခြင်းထက်ပိုလိမ့်မယ်လို့လဲအချို့ကယူဆကြပါတယ်။တစ်တုံညာနှစ်ခုဆစ်စင်ရေးဒုတိယအကြော့ကာလမှာ TNL အနေနဲ့ MND ကလာရှုမျိုးကိုတင်းယူနိုင်ခဲ့တယ်လို့ပဲ၎င်းတို့တပ်ဖွဲ့တွေအနေနဲ့လည်းနေမြင်နဲ့မျိုးတွေအများပြားတင်းယူနိုင်ခဲ့ပါတယ်။ ကြောင်မဲနောင်ချိုမိုးကတီဘောစရဲမျိုးတွေတင်းယူပြီးနောက်အဆိုပါမျိုးတွေပြင်တင်းယူခဲ့တဲ့နယ်မြေတွေနဲ့နယ်နိမိတ်ထိစပ်နေတဲ့ဒေတာတွေမှာ ကချင်လွတ်လပ်ရေးတမရော KIA လို့အဖွဲ့တွေနဲ့နယ်မြေစိုးမှုမှုပြဿနာတွေခက်စိတ်စိတ်ပေါ်ထွက်လာပါတယ်။ ကချင်ပြည်နယ်အရှေ့ဘက်နဲ့မြောက်ပိုင်းဒေသတွေမှာစစ်ကောင်စီတပ်စခန်းတွေနဲ့ထိန်းချုပ်ထားတဲ့မြို့တွေစစ်စင်ရေးစစ်နွဲနေပြီးအောင်မြင်မှုရနေတဲ့ခရိုင်ရေးပေါ်ဗြိတိရှကိုလိုနီခေတ်ကကချင် substate လို့သတ်မှတ်ခဲ့တဲ့ကုတ်ခိုင်မိုးမိတ်တို့လိုဒေသတွေမှာ TNL တပ်ဖွဲ့တွေနဲ့ အောက်ခြေအဆင့်အငင်းပွားမှုလက်နက်ဖြုတ်သိမ်းကနဲနှင်မှုဆက်ဆံရေးယုံ ပိတ်သိမ်းတာတွေဖြစ်ပွားလာနေပြီးဒီဖြစ်ရပ်တွေကလူမျိုးစုလွတ်မြောက်ရေးနေမြေစုမိုးရေးပေါ်ဆောင်ကြရမှာအခြားသောတိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေနဲ့မဟာမိတ်အဖြစ်ဘလို့ဆက်ဆံကြမလဲနေနမိတ်တွေစုမိုးထိန်းချုပ်တဲ့နေမြေတွေဘလို့သတ်မှတ်ကြမလဲဆိုတဲ့မိကွန်းတွေပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်အခုရပိုင်းတွင်ဖြစ်ပျက်နေတဲ့ထိတွေ့မှုပုတ်တိုက်မှုတွေက TNLA အနေနဲ့နယ်မြေစိုးမိုးမှုအတွက်မဟာမိတ်တွေကိုဆုံးရှုံးခံမလားဆိုတဲ့မိကုံမျိုးပေါ်ထွက်လာစေတာဖြစ်ပါတယ်။စစ်အာဏာရှင်တပ်တွေပြီးခဲ့တဲ့နှစ်ဆကလေးကတောက်လျှောက်အရှုံးနဲ့ရင်ဆိုင်နေရတဲ့အခြေအနေကနေလက်တလောတောင်ခမ်းဒေသမှာဆုံးရှုံးထားတဲ့စခန်းတွေပြန်လည်သိမ်းယူလာနိုင်ပြီးနောင်ချိုမြို့ကိုချင်းချောက်မဲ့အနေအထားမျိုးရောက်လာနေချိန်မှာ TNLA အနေနဲ့မဟာမိတ်ဖြစ်တဲ့စစ်ကောင်စီကိုစက်ကျင်တိုက်ခိုက်နေတဲ့လက်နက်ကင်တပ်ဖွဲ့တွေနဲ့ ခိုင်မာတဲ့မဟာမိတ်စည်ရေးပူးပေါင်းဆောင်ရွက်မှုမျိုးမရှိမဖြစ်လိုအပ်နေတာလည်းဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့ဖိအားကြောင့် TNL အနေနဲ့စစ်ကောင်စီနဲ့အပြစ်ခတ်ရက်စရတဲ့အဖြစ်မျိုးမရောက်သေးတဲ့တရုတ်နိုင်ငံနဲ့အနေနဲ့မိတ်ထိဆက်နေတဲ့ဒေတာတွေမှာကုန်သွယ်မှုရိတ်ခါလောင်စာဝယ်ယူမှုတွေစတဲ့အခက်အခဲတွေကိုရင်ဆိုင်ရနိုင်တာဖြစ်ပါတယ်။ဒီအခက်အခဲတွေက TNL အဖွဲ့ကို ထိခိုက်စေတာထက်၎င်းထိန်းချုပ်ထားတဲ့ဒေတာမှာနေထိုင်သူတွေကို ပိုမိုကြက်တဲခက်ခဲစေပြီး TNL ကိုပြအားဖြစ်စေဖို့ရည်ရွယ်တာဖြစ်ပါတယ်။ TNL အနေနဲ့အမှန်တကယ်စိုးရိမ်တင်တဲ့အခြေအနေကတော့မဟာမိတ်လက်နက်ကိုင်အဖွဲ့ရေကြောင့်ယုံကြည်မှုမဆုံးရှုံးသွားဖို့ဖြစ်ပါတယ်။ခုရက်ပိုင်း TNL နဲ့ KIA, TNL နဲ့ SSPP, SSA တို့ကြားပုတ်တိုင်းမှုအငင်းပွားမှုတွေနဲ့ပတ်သက်တဲ့ဆိုရှယ်မီဒီယာပေါ်ကသတင်းတွေမှာ TNL အပေါ်ထောက်ခံအားပေးမှုရောကြလာတဲ့မှတ်ချက်တွေအများပြားတွေ့လာကြရပါတယ်။ ဆိုရှယ်မီဒီယာပေါ်ကမှတ်ချက်တွေဝေဖန်ချက်တွေကလော်ဘီလုပ်သူတွေအကောင့်တွေအများပြဖန်တီးပြီးဝါရဖြန့်ချီမှုလုပ်နေကြတာကြောင့်လို့ဆိုခဲ့ရင်တစိ့တစ်ပိုင်းမှန်ကန်ပေမယ့်လူမှုရဲ့သဘောထားကိုလည်းတစိ့တစ်ပိုင်းထိဟန့်နေတယ်ဆိုတာကိုမြင်ပယ်လို့မရတဲ့အနေထားလို့ဆိုရမှာဖြစ်ပါရဲ့ရှင်။